မင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ အတင်းကလွားမင်းနွေရာဒီအပြောင်းရွှေ့မှာတချို့နေရာတွေကိုအမှန်ကန်ပြောင်းလဲဖို့ကျူးပန်းနေတယ်တဲ့မှာဆိုလို့ရှိရင်အပြောင်းရွှေ့နေပတ်လို့ဒါကြောင့်တရင်ထွက်ကြတာတွေရှိတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့လက်ရှိဒါဖူမာကာတိုတို့ဘာလို့ကနေပြီးတော့ report လုတ်လာတဲ့ Atlanta ကိုင်းတင်ရကွင်းလေးကစားမှာဖြစ်သူ Ederson နဲ့ပတ်သက်လို့ပေါ့နော် Manchester United ရဲ့ဘက်ကတော့ Ederson ကိုခေါ်ယူနိုင်ဖို့နဲ့ပတ်သက်ပြီးတော့အခွင့်အရေးအရှိဆုံးအသင်းဖြစ်ထိတ်ဆုံးမှာရက်တည်နေတယ်ဒါအပြင်လာမယ့်ရက်တစ်ပတ်အတွင်းမှာလည်း မန်ချက်စတာယူနိုက်တက်ကဒီကစားမဖြစ်သူကိုခေါ်ယူနိုင်ဖို့အတွက်အမှန်ကန်ကျူးပန်းတော့ဖို့အတွက်ရှိနေတယ်ပေါ့အတင်းကကွန်းလေကိုအားဖြူလူတဲ့အခြေအနေမျိုးတွေကြောင့်အီဒါဆန်ဒီယူနိုက်တက်အတွက်တင့်တော်တဲ့ပလေယာတယောက်ဖြစ်မယ်လို့ယူဆပြီးတော့ခေါ်ဖို့ကျူးပန်းသွားမှာပေါ့နော်ဒါကြောင့်လာမယ့်ရက်ပိုင်းအတော်တွင်ဒါမှမဟုတ်လာမယ့်ဒီရက်တစ်ပတ် weekend ပိုင်းညီ week ပိုင်းညီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့အပြောင်းရွှေ့ဒီမှာကောင်းကောင်းလှုပ်ရှားလာနိုင်မလားကျွန်တော်ကြည့်ရမှာပေါ့လေဟိုနံပါတ်1ကတော့ကျွန်တော်တို့အနေနဲ့ ဒီအသင်းကကွင်းလယ်ကမဖြစ်မနေတော့အစားထိုးဖို့လိုတာကိုအထူးသဖြင့်ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီအသင်းရဲ့ကွင်းလယ်ဆိုလို့ရှိရင်ဗျာဥကာတေးကလည်းလိုပြောမလဲအသက်ရွယ်ကောင်းသေးတယ်ကစားနိုင်သေးတယ်ဆိုပေမဲ့လို့ခြေစွမ်းကမပြနိုင်ဘူးဆိုတဲ့အခြေအနေမျိုးသူပြင် international break ပြန်လာအပြီးမှာเนาะကစားမစီကနေပြီးတော့တကယ်ကောင်းတဲ့ performance တွေပါတယ်ကျွန်တော်မတွေ့ရတော့ဘူးပြည်ထနာကကက်စမဲရူတောင်မှပို့ပြီးတော့ လုတ်ပြထားနေတဲ့ထင်ပေါ်အောင်လုတ်ပြထားနေတဲ့အခြေအနေမျိုးမှာဥကာလီကမပေါ်ဘူးပေါ့နော်ဆိုတော့ဥကာလီလည်းပြန်ပြီးတော့အဆင်ပြေဖို့သူကျူးတော့ကြိုးပမ်းမယ်ဒါပေမဲ့လို့ကျွန်တော်တို့မှာအသက်အရွယ်ကောင်းအခြေအနေကောင်းဆိုလို့ဥကာလီတယောက်ပဲကျွန်တော်တို့ရှိတာနော်ကျွန်တော်တို့မှာကက်စမဲရိုရှိတယ်ဒါပေမဲ့ကက်စမဲကက်စမဲရိုကကျွန်တော်ကတော့ကက်စမဲရိုရဲ့ခန်းကန်တာကပြီးတင်ပြီပေါ့နော်အဲလင်ကျွန်တော်တို့အရစ်စင်ကယာဒီကိုမှထွက်မယ်မေဆန်မောင်းကခဏတိုင်းဒဏ်ရာရပြီးတော့နံပါတ်10ရိုးကိုပို့ပြီးတော့ကစားတဲ့သူဖြစ်တယ်ကိုဘီမေနူးကလည်းနီးပြ ဒီအဝါရဲ့လက်အောက်မှာအမ်မိုနီယာလက်အောက်မှာဘယ်နေရာကို ပုံသေးကစားရလို့ကစားရမှမသိသေးတဲ့အခြေအနေမျိုးဆိုတော့တွေးကြည့်ရရင်အတင်းရဲ့ကွင်းလယ်မှာသူ့ရိုးနဲ့သူကောင်းကောင်းအံဝင်ခွင့်ကြဖြစ်အောင်ကစားနေနေသူဆိုတာတော်တော်ကြီးကိုကျွန်တော်ရှားနေတယ်ဆိုတော့လက်ရှိမှာအီဒါဆန်မှကျွန်တော်မဟုတ်ဘူးเนาะကျွန်တော်ဘယ်အတင်းရဲ့ကွင်းလယ်ကစားမှာပဲဖြစ်ဖြစ်နံပါတ်1 physical ability ကောင်းရမယ် ground duality ကောင်းရမယ် area duality ကျွန်တော်ကောင်းရမယ်เนาะပြီးလို့ရှိရင်ဘောဘောလုံးနဲ့အတူ dribbling လုပ်နိုင်တဲ့ကစားမှကျွန်တော်ဖြစ်ရမယ် နော်ပြီးလို့ရှိရင် press resistant ဖြစ်တဲ့ player ဖြစ်ရမယ်ဒါမျိုးတွေကိုကျွန်တော်တို့ဒါဦးစားပေးပြီးတော့အတင်းဘက်ကအမှန်ကန်ကျူးပန်းမှာအဲကြောင့်ကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲ United အနေနဲ့ပေါ့နော် Ederson ကိုရရင်လည်းမဆိုးဘူးဗောလေတခုတော့ရှိတာက Italy Serie A ကနေခေါ်လိုက်ပြီဆိုလို့ရှိရင်နည်းနည်းတော့ကြောက်ပါတယ်ဒီနေရာမှာကစားမားတွေကိုတော့အပြစ်တင်ဖို့ကျွန်တော်နည်းနည်းစိုးပါတယ်အတင်းဘက်ကဟိုဒီကစားမားတွေတွေအကောင်ဆုံးပတ်ဝန်းကျင်တခုကိုဖန်တီးပေးထားနိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်လည်းတော်တော်လေးတော့ပြဿနာကြီးသွားမှာဆိုတော့အခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ Zigzero ကိုခေါ်ထားတယ် အရင်ကြီးကောင်းတဲ့အချိန်ဒီမျိုးဟုတ်မနေပြီမဲ့လေလို့သူဟာနဲ့သူတို့အဆင်ပြေတာပဲရောက်စားတော့ငါတော်တော်တိုင်ပတ်တယ်ပရိသတ်တွေကလည်းနျူကာဆန်ရဲ့ဘက်မှာကျွန်တော်ပေါ့နော်ဒီပြောင်ညလောင်ညတယ်ဒါပေမဲ့နောက်ပွဲဒီမှာဆိုလို့ချင်းဂျိုဂျူအာဇီဂစီကအမှန်ကန်ပြန်ကောင်းအောင်ကစားထားပြီးတော့လက်ရှိတိုက်စစ်မှာကောင်းနေတာဒါပေမဲ့လိုရက်စမန့်စဖိုင်လန်ကျွန်တော်ပြောင်းပြန်ဖြစ်သွားပြီ white land ဒီဘလူးမန်အချိန်ကြီးကောင်းတယ်လို့ကျွန်တော်မခံစားရဘူးဆိုတော့ EDD ကလာတယ်ဆိုပြီးတော့လေပုံသေးတော့ဘာမှတော့ဒီတက်မှတ်ယူထားလို့တော့မရဘူးပေါ့လေသူဟာနဲ့သူတော့ကျွန်တော်ရှိကြမှာပေါ့နော်ဒါပေမဲ့တေးကြတာတစ်ခုဒီ မန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်ဒီနေ့ဟိဘယ်လိုပြောဆိုဒီနေ့တော့ဗာလေကွင်းလေမှာအားဖြည့်ကိုဖြည့်မှကျွန်တော်ရမှာပါအတင်းဘက်ကကွင်းလေမှာဆိုလို့ချင်းတော်တော်ကိုအားနေနေတာဆိုတော့ဒီနေရာမှာကိုဘီမင်းနူးတို့ကာနာချူတို့ကိုရောင်းမလာတော့ကြည့်ရမှာပေါ့နော်အတင်းကအပြောင်းရွှေ့နေပတ်သက်လို့ရှိရင်ကိုဒီမှာလက်ရှိရှိတဲ့ကစားမတက်ကိုအရင် ရောင်းချဖို့လဲလူတယ်ဆိုတော့အဲ့လိုကစားမတွေကိုရောင်းပြီးတော့ရလာတဲ့ငွေနဲ့ပြန်ကျူးပန်းမဲ့အချိန်ဒီမျိုးမှာဒါကြည့်ရမှာပေါ့ဒီနောက်အချိန်ဒီဘယ်လိုဖြစ်လာမလဲဆိုတော့ ဆိုတော့ညီကတို့ရောဘလူးမင်းကြလဲကျွန်တော်တို့ဒီအီရန်ဆန်ကတော့ကျွန်တော်တို့ယူနိုက်တက်မှမဟုတ်ပါဘူးတခြားကလပ်တင်းနီရဲ့ဘက်ကလည်းခေါ်ဖို့အတွက်တော်တော်ကိုသတင်းထွက်နေတဲ့နေရာမှာပါတယ်သူတပြင်းတော့ဒီအက်တန်နာနဲ့ဗောနောကွင်းလေမှာတော်တော်ကောင်းကောင်းချီသွန်းပြထားနိုင်တာနဲ့အတူလက်ရှိဂက်စပယ်ရီနီရဲ့လက်အောက်မှာဂက်စပယ်ရီနီရဲ့လက်အောက်မှာတော်တော်ကိုကောင်းပြနေတာအဲကြောင့်ဗောနောသူကမမထန်တန်လေးကစားနိုင်စွမ်းရှိရဲဆိုတော့ ကျွန်တော်ကတော့လက်ရှိ Ederson ကိုတကယ်ထိအောင်ကျိုးပန်းလာမယ်ဆိုရင်တောင်မှအတင်တွေ့မှားတဲ့ခြေလန်းဖြစ်နေမယ်လို့တော့မထင်ဘူးပေါ့လေ။ဆိုတော့ညီကတို့ရောဘလူးမင်းကြလဲ။ Ederson ကိုတကယ်ခေါ်နိုင်မယ်လို့ကျွန်တော်ထင်ကြလား။အဓိကတော့အသင်းကနေပြီးတော့ကိုကစားမားတွေကိုအရင်ဆုံးရောင်းချနိုင်မှအဲ့ဒီကရတဲ့ငွေနဲ့မှကျွန်တော်ခေါ်နိုင်မှာဆိုတော့ဒါကျွန်တော်တို့အပြောင်းအရွှေ့တွေကတော့နည်းနည်းစိုးသေးတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့။